ပရိသတ်များအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ KK တွန်းကနေကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုလေးကို YouTube မှာကြည့်နေတဲ့ဆိုရင်တော့ VPN လေးဖွင့်ပေးကြဖို့နဲ့ Facebook မှာကြည့်နေတဲ့ဆိုရင်တော့ Like and Share လေးပြုလုပ်ပေးဖို့မြစ်တာရက်ခံအပ်ပါတယ်အိုးကောင်းတယ်ကောင်းကောင်းမွန်မွန်နဲ့ချွေးမတယောက်ကလည်းထက်ရောက်လာပြီချွေးမရှွန်းလဲရင်နင့်လီညီမကြိုဆိုဖို့အတွက်စံခွက်တွေပါတယ်ယူလာခဲ့လေငါငါချွေးမကိုယ်တိုင်ကြိုဆိုမယ် ပြီးတော့ထုံနှန်းစင်လာတဲ့အကုံပြီးအောင်လှုပ်ပြီးမှအိမ်ထဲကိုခေါ်မယ်။ဟုတ်ကဲ့ပါမေ။ရေးအတော်ကြီးတမီးရောကြီးမှအတော်သေးရောက်လာပြီ။စုံငေးအခုတော့ငါတို့ကအတော်နဲ့တူတူကောင်းကောင်းစော့ကြမဟိ။ဟုတ်တယ်မကြီး။တားလူတွေတူတူပုံးတိုင်းနဲ့စင်ပြေးလိုက်တိုင်းစော့ကြမယ်။အိမ်မှာအားလုံးကရမ်းပြောင်းနေကြပါတယ်။ချွေးမအစ်တကအိမ်ထဲဝင်ဖို့အတွက်တကားပေါက်မှရန်နေပါတယ်။ပြီးတော့တမိသားစီလုံးကချွေးမကိုစိုက်ကြည့်နေကြပါတယ်။နောက်တစ်ဖက်မှာချွေးမက อูพี่อ้ายဒီမှာတော့ကျမ10မိနစ်လောက်တောင်ထပ်ပြီးမတက်မရက်နိုင်တော့ဘူးအရှမ်းပူတာပဲပြီးတော့ဒီလိုချင်းနေမှာကျမရဲ့မိသားစုဝင်တွေကကျမဝိုင်းနှားကြတယ်ဒီနားမှာပန်ကာတို့အဲကိုလာတို့လည်းမရှိပါလားငေါ့မြင်မြန်လေးကြုံဆိုပြီးအထဲပေးဝင်มาတော့အဲ့ဒါမှ ပန်ကာလေခံလို့ရမှာဒေတာကအပူတန်းကြောင့်ချင်းနေအရန်စူနေပါတယ်ဒါကြောင့်သူကအင်းလေးကိုမြင်မြန်လေးဝင်ပြီးသူ့ခန်းလေးကိုသွားကျင်နေပါတယ်ဒေတာကဒီနေ့ပဲဒေါ်စုမြက်လို့ခေါ်တဲ့မြို့သမီးရဲ့အိမ်မှာအိမ်ထောင်ကျခဲ့တာပါ ဒေါစုမြတ်ကဆင်းရဲတဲ့အမျိုးသမီးတစ်ယောက်ပါသူစီမှာမိသားစုကြီးကြီးလေးရှိပါတယ်အိမ်ထဲကိုဝင်ပြီးနောက်တွင်တာရဲ့ရောင်မကသူ့ကိုခန်းထဲကိုခေါ်သွားလိုက်ပါတယ်အိမ်မှာနေမြရေနေရထူးဆန်းတယ်လို့ထင်မယ်ဆိုတော့ငါသိပါတယ်ဒါပေမဲ့ငါအယမ်းပူတာပဲနင်ပန်ကာဒါမှမဟုတ်အဲကူလာလေးဖွင့်လိုက်ပါလားဟိုးရောင်မရေညီမတို့အိမ်မှာပန်ကာတို့အဲကူလာတို့မရှိဘူးဒါပေမဲ့ရောင်မစိတ်မပူပါနဲ့ညီမတို့အိမ်မှာစပွဲတင်ပန်ကာလေးတစ်ခုရှိတယ် ညီမအဲ့ဒါယူလာပေးမယ်နော်နင်းမြကအလှပြောပြီးသူ့ပန်ကားကိုယူဖို့အတွက်သွားလိုက်ပါတယ်ပြီးတော့ခဏနေတော့သူကစပွဲကုန်ပေါ်မှာတင်ထားတဲ့ပန်ကားတိတိလေးကိုယူလာပါတယ်အဲ့ဒါကိုယူလာပြီးသူကပန်ကားကိုဖွင့်ဖို့အတွက်ကြိုးစားပါတယ်ဖွင့်ပါတော့အနေဆုံးတော့ရောင်းမရှိမှအချက်မခွဲပါနဲ့နေရာတကယ်ကိုကောင်းပါတဲ့ပန်ကားတစ်ခုပဲဟာရောင်းမရေဘလို့ဖြစ်လဲဆိုတော့လေသူကပွင့်ဖို့အတွက်အချိန်နည်းနည်းပေးရတယ်။ဖောင်းနေပြီဆိုတော့ဘလောက်ပဲကြိုးစားကြိုးစားမပွင့်မှုဖြစ်နေတယ်။ လေပါတော့ကွာရောရောက်မရေအခုရောက်မှတီလေးကိုခံတော့နင်းမြကပန်းကောင်ကိုဖွင့်ပေးပြီးတော့သွားလိုက်ပါတယ်။အိုးဖျားရေဒီအိမ်မှာအဲကိုလာလည်းမရှိဘူးပန်ကာလည်းမရှိဘူးဒီစုပ်နေတဲ့စပွဲတင်ပန်ကာတစ်ခုပဲရှိတယ်။ဒီပန်ကာကလည်းကြာရှည်ခံမဲလို့ငါမထင်ဘူး။အဲ့တော့ဆိုငါအဲကိုလာနဲ့ပန်ကာမရှိတဲ့ရက္ခမအိမ်မှာနေရမှာလား။အာအတော်ရေဟဲနာသွားသေးလား။အိုးမဟုတ်ဘူးဒါတော့ကျိုးပြက်သွားပြီ။ အခုတာဖွင့်လို့ရမှာမဟုတ်တော့ဘူးကလေးရေနင့်အစင်ပြေရလားရရင်တော့ရေအစင်ပြေသွားပြီဝရင်ပြေးလာတဲ့အတွက်ကြောင့်သပွေးတင်ပန်ကားရဲ့ဝါယာကျိုးကပြတ်သွားခဲ့ပါတယ်ဒီလိုနဲ့ပန်ကားကလည်းပိတ်သွားပါတော့တယ်အဲ့နောက်မှာတွစ်တာကလီးလန်တဲ့ဝေးစားနဲ့အပူထဲမှာပဲအချိန်ဖြုန်းနေရပါတယ်အခုတော့တွစ်တာအင်တာပြုတ်ပြီးတာတပတ်နီးပါးရှိသွားပါပြီအိုးဖျားရေအရန်ပူလောင်တာပဲကျမရဲ့ဒီလူများတဲ့ရခမအိမ်မှာအဲကိုလာလည်းမရှိဘူးဘန်ကာလည်းမရှိဘူး အခုကျမဒီအပူထဲမှာဘလို့နေထိုင်ရမလဲချွေးမတွေ့တာရေနင်ကဒီလိုရက်နေပြီးဘာလို့အချိန်ဖြုံးနေရလဲနင့်လင်ညီမကြီးရှင်လေးကထမင်းချက်ပြုတ်ပြီးသွားပြီအခုနင့်အိမ်ကိုမြန်မြန်လေးတန့်ရှင်းလုပ်လိုက်အမေရေကျမအမေကိုအစတည်းကပြောထားလိုက်မယ်ဘာပဲဖြစ်ဖြစ်ကျမအိမ်ကဘယ်အလောက်ကိုမှမလောက်ဘူးနင်ငေါ့ပြန်ပြောနေရပေါ့လေဟုတ်တယ်ကျမပြန်ပြောနေတယ်ပြီးတော့အမေကလည်းနားထောင်ဖို့ပဲထိုက်တန်တယ်ကျမအိမ်မူကိစ္စတွေမလောက်ဘူး အမေတီအိမ်မှာအဲကိုလာတာမှမဟုတ်ပန်ကောက်တက်ပြီးမဟုတ်ရင်တော့ကျမစီမလာပါနဲ့ဒေတာကဒီလိုပဲဒေါသထွက်ပြီးတော့သူ့အခန်းလေးကိုသွားလိုက်ပါတယ်ပြီးတော့သူကဘာအလုပ်ကိုမှမလုပ်ပါဘူးအပူတန်းကြောင့်သူ့ခေါင်းကလည်းပူလောင်နေပါတယ်ဒါကြောင့်သူကဒေါသတကြီးနဲ့သူ့အခန်းလေးမှာပူရင်းမှာထိုင်နေပါတယ်ဒီလိုနဲ့ပဲအချင်းလေးကဆက်လက်ဖြစ်ပွားနေခဲ့ပါတယ်ရောက်ခမအိမ်မှာပန်ကာနဲ့အေကူလာမရှိတဲ့အတွက်ကြောင့်အားလုံးကရင်းဒုက္ခရောက်ရပါတယ် ဒီနေ့လည်းအားလုံးကညမှာသပွဲတင်ပန်းကားတစ်ခုကြောင်းစိတ်ညစ်နေရပါတယ်။မေရေချင်းတွေကိုက်နေတယ်ပြီးတော့ပူလဲပူနေတယ်။အေးပါငါသားရဲ့အမေရေပန်းကားလေးကိုကလေးတွေဖက်နည်းနည်းလောက်လှည့်ပေးပါလား။အေးချွေးမရေကျော်ဒေါ်စုမြတ်ကကလေးတွေဘက်ကိုပန်းကားကိုလှည့်လိုက်ပါတယ်။ဒီလိုနဲ့တခြားလူတွေအားလုံးကလည်းလေမရတော့ပါဘူး။ပြီးတဲ့အခါမှတော့အမေရေပန်းကားကိုသမီးဖက်ကိုလည်းလှည့်ပေးပါလား။အေးပါသမီးရေကျော်လှည့်ပေးမယ်။ အမေရေသူတို့တွေရပဲအိတ်နေရလားပန်ကောင်ကျွန်တော်ဘက်ကိုလည်းလှည့်ပြီးပါလားရမ်းပူနေတယ်အေးပါရော့ရော့နေလဲလေခံလိုက်ဘာလို့စိတ်ဆိုးနေရလဲအိုးဖျားရေဒီအပူတန်းနေကျမတို့လွတ်မြောက်ခွင့်ပေးပါမင်းသွေးပြောတော့ဒေါစုမြတ်ကပန်ကောင်ကိုမင်းသွေးဘက်ကိုလှည့်ပေးလိုက်ပါတယ်ဖြစ်ပြနေတာတွေအားလုံးကို Twitter ကလည်းလှိမ့်နေလျက်နဲ့ကြည်နေပါတယ်ပြီးတော့ဒီတစ်ခါသူကဒေါသထွက်သွားခဲ့ပါတယ် Twitter ကဒေါသတကြီးနဲ့ထားလိုက်ပါတယ်ပြီးတော့သူကပန်ကောင်ကိုပဲပေးလိုက်ပါတယ် ဒါဘာလို့ပိတ်လိုက်တာလဲငါဘက်ကိုလည်းလှည့်ပေးအောင်လေဒီဘန်ကတခုတည်းကိုဘသူတွေဘက်ကိုလှည့်ပေးရမလဲဒါနဲ့ဘသူကိုမှလေထိညာလည်းမဟုတ်ဘူးအားလုံးရဲ့အရေးကိုဖျက်ဆီးနေတယ်ကျမခုတောင်ပိတ်လိုက်ပြီဖွင့်ချင်တယ်လို့ဖွင့်တော့လေအပူထဲမှာဆင်းရဲတဲ့ရခမအိမ်မှာပန်ကာလည်းမရှိဘူးအဲကိုလာလည်းမရှိဘူးဒီပျက်စီးနေတဲ့စပွဲတင်ပန်ကာအတွက်အားလုံးကရင်ဖြစ်နေကြတယ်မသိရင်ဒါလေတွေအများကြီးထုတ်ပေးနိုင်တဲ့ပန်ကာတစ်ခုကြာနေရပါပဲ။ ဒေတာကဒီလိုပဲဒေါသထွက်ပြီးတော့လှိမ့်လိုက်ပါလို့တယ်ပြီးတော့အိတ်သွားပါတယ်တအိမ်လုံးပြောဆိုပြီးအခုသူကချက်ချင်းမအိတ်သွားတယ်သူကလည်းတကယ်ကောင်းနေတော့အားလုံးအေးအေးဖြတ်ပြီးကိုရန်ကြတော့အိတ်သွားတယ်ဒီညကအားလုံးအတွက်ဟိုလိမ့်ဒီလိမ့်နဲ့ပဲကုံဆုံးသွားခဲ့ရပါတယ်နေ့တိုင်းဒီလိုပဲအစီအစဉ်တွေဆက်လက်ဖြစ်ပွားနေခဲ့ပါတယ်ဒေတာကသူရောက်ခမကြီးမှာရမ်းပူတဲ့အတွက်ကြောင့်ဒေါသနေပဲနေပါတယ်ဒီလိုနဲ့တနေ့မှတော့ရှားမတွေ့တာ ဈာမညီမနဲ့တူတူဈေးထဲကိုလိုက်ခဲ့ပေးလို့ရမလားပါလို့လဲနှင်းမြညီမကောလိပ်ကပစ္စည်းတချို့ဝယ်ဆရာရှိလို့သူလိုက်မှာပေါ့နေရာသူ့ဘာလို့ကြောက်ကြောက်နဲ့မင်းနေရတာလဲတွေ့တာရေနှင်းမြနဲ့တူတူလိုက်သွားလိုက် ပြီးတော့ချက်ပြုတ်ဖို့အတွက်ဟင်းသီးရွက်တွေပါဝယ်ခဲ့ဒေါ်စုမြရဲ့စကားကိုကြားပြီးတွေ့တာကနှင်းမြနဲ့တူမျက်နှာစုပ်ပုတ်ပြီးတော့ဈေးသွားဖို့ထွက်လာခဲ့ပါတယ်လမ်းမှာသူကငါ့ကိုအမိတ်ပေးပြီးအပြင်ကိုလွှတ်လိုက်တယ်ငါအဲကိုလာနဲ့ပန်းကတက်ပေးပါလို့ပြောရင် ငါစကားလုံးဝနားထောင်ကြမှာမဟုတ်ဘူး။အပူထဲမှာစင်းရဲတဲ့ရောက်ခမကြီးမှာပန်ကလည်းမရှိ၊အဲကိုလာလည်းမရှိ။ပြောရင်လည်းအားလုံးကမကြိုက်ကြဘူး။ရောင်မကြီးညီမတို့ကစင်းရဲနေတယ်ဆိုရင်လည်းညီမတို့မှာဘာဖြစ်ရှိလို့လဲ။ရောင်မပြောနေတဲ့ပုံစံကမသိညီမတို့ကရောင်မရဲ့ဆန္ဒတွေကိုဖိနှိပ်ထားတယ်လို့ပဲ။ပြီးတော့ပတ်စံတွေကိုညီမတို့ကအိတ်ထဲမှာတင်ထားတယ်လို့ပဲ။နေမြရဲ့အိမ်မှာပစ္စည်းတစ်ခုခုစီစဉ်ရတာအလောက်လည်းခက်ခဲတာမဟုတ်ဘူး။ငါအစ်စင်းမြင့်နဲ့မိသားစုကနေလာတာလည်းမဟုတ်ဘူး။ ငါမိသားစုကလည်းအလဲလက်တန်းစားမိသားစုပဲဒါပေမဲ့ငါမိသားစုစီမှာပန်ကာရီပါရီရှိရလေနင်တို့အိမ်ကိုလာပြီးငါပိတ်မိနေတယ်လို့ပဲဒေတာကနှင်းမြကိုကောင်းကောင်းချိန်မောင်းလိုက်ပါတယ်နှင်းမြကလည်းသူ့ရှင်မှာဘာမှမပြောနိုင်ပါဘူးပြီးတော့တလန်းလုံးပါဇက်ပေပြီးသူပြောတဲ့စကားတွေကိုနားထောင်နေပါတယ်အချိန်နှင်းငယ်ကြာမှတော့သူတို့ကဈေးဝယ်ပြီးအိမ်ပြန်လာခဲ့ပါတယ်အိမ်ကိုလာပြီးတော့လေဒေတာကတန်လိုက်ပါတယ်ပစ္စည်းတွေကောင်းလုံးဝယ်လာပြီးပြီဒါပေမဲ့ အိမ်ကိုလာပြီးတော့လဲတတ်တာရရမလားဆိုတော့လဲမရဘူးဒီမှာလေနဲ့နဲ့တော့မရနိုင်ဘူးချွေးမရေနေကငါတို့ဘာလို့အဆက်ခွဲနေရလဲငါတို့ကစိန်ရွှေရတနာတိန်းထားလို့လားနေကငါတို့အဲ့လောက်တောင်တိုင်ကြားနေရဒေါ်စုမြတ်နဲ့ကျန်းတဲ့မိသားစုဝင်တွေကလည်းတေတားရဲ့ဒီတိုင်ကြားမှုတွေကြောင့်အယမ်းစိတ်ကုန်နေကြပါပြီဒီလိုနဲ့ပဲအရာရာအတိုင်းဖြစ်ပေါ်နေပါတယ်ပြီးတော့ဒီနေ့မှလည်းပဲတေတားကသူ့မိသားစုနဲ့ပန်ကားနဲ့အေကူလာနဲ့ပတ်သက်ပြီးရမ်းဖြစ်နေခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲ ဟုတ်တယ်ဟုတ်တယ်ကိုကြီးဒီမှာပဲရက်လိုက်ပါရပြီရပြီဒီမှာပဲရက်လိုက်ပါတားကြော်ဆိုရင်နင်ပါယူလာလဲအမေရေဒါအဲကူလာနဲ့ပန်ကာပါကျွန်တော်နဲ့အကူကအတူတူပေါင်းပြီးအရေးကြတဲ့ဒီနှစ်ခုလုံးကိုယူလာတာပါအမေတို့တွေအားလုံးကအပူတန်ကြောင့်ရမ်းစင်းညစ်နေကြတယ်မလားအခုဒီပြဿနာတွေအားလုံးအကုန်သွားလိမ့်မယ်တွေ့တာအခုတော့မင်းပြောပြီးမလားရှင်တကယ်ပဲအဲကူလာနဲ့ပန်ကာကိုယူလာလားကျမောက်နောက်ပြောင်နေရတော့မဟုတ်ပါဘူးနော်ဟုတ်တယ်တကယ်ယူလာတာ အခုမြန်မြန်လေးလားဒါရီကိုထဲထဲလိုက်မယ်ပြီးရင်အားလုံးသူ့လေးကိုခံကြတာပေါ့ဒါပေမဲ့တားရီနင်တို့စီမှာအလောက်ပတ်ဆက်မှမရှိ啊ဒါရီအားလုံးอ่ะရောတကယ်တော့အမေကြီးကျွန်တော်တို့အခုအလုပ်ကိုအချိန်ပိုလုပ်မယ်အဲ့ဒါနဲ့အရေးကြောင်ငွေကိုလည်းရှင်းလို့ရအောင်လေပြီးတော့ကျွန်တော်ကဒွေတောက်ကိုသူ့ဒီမှာသူ့အိမ်မှာမနေရတယ်လို့မခံစားစေချင်လို့ဒီလောက်တောင်ရှိနေတာတော့မှဒီမှာသူမနေနိုင်တာသူ့ဒီမှာမပြောနိုင်ဘူးဆိုတော့တက်တဲ့တစ်ခုပဲလေငါသူတို့ပေါ်မှာတော်တော်နားလည်မှုလွဲခဲ့တာပဲ ငါအမှားကြီးကြီးကိုလောက်ခဲ့တာပဲအခုငါကြောင့်သူတို့ကဒီပူပြင်းတဲ့ရာသီမှာပိုပြီးပင်ပန်းရတော့မယ်ဖျားသခင်ရေကျမကိုခွင့်လွှတ်တော်မူပါ ကျမဒီလိုအမှားကြီးကိုဘယ်လိုလုပ်မိရလဲဒီလိုနဲ့ Twitter ကသူ့ရဲ့ပျော်ရွှင်မှုအတွက်သူ့မိသားစုဝင်တွေကိုဘလောက်တောင်နာကျင်စေခဲ့လဲဆိုတာသိသွားပါတော့တယ်ပြီးတော့သူကအရင်ကိုရှက်သွားပါတယ်အဲ့နောက်မှာမင်းသွေးကပန်ကားနဲ့အေကူလာကိုကားပေါ်ကနေချလိုက်ပါတယ်အဲ့နောက်မှာတော့သူတို့ကအေကူလာကိုအိမ်အပြင်ကလည်းအိမ်ထဲကိုလေးရဖို့အတွက် ရင်းပေါက်မှာတက်ဆင်ပါ रे ပြီးတော့ပန်ကောင်ကိုမျက်နှာချက်ပေါ်မှာတက်လိုက်ပါ रे အဲ့နောက်မှာခလုတ်ကိုဖွင့်လိုက်တဲ့အခါမှာတော့ဟဲ့တော်လေရတော်အေးတာပဲအခန်းတစ်ခုလုံးချက်ချင်းမအေးဆက်သွားတယ်နင်ပြောတာမှန်တယ်ဒါနဲ့ဒီပစ္စည်းတစ်ခုကြောင့်အာလုံးတွေတောက်ကျေစွတင်လိုက်ကြဘာလို့လဲဆိုတော့တကယ်လို့သူကမျက်နှာမစုပ်ပုတ်ပြရင်ငါတို့ကဒီလိုတက်တောင်တက်တာနဲ့အိမ်မှာနေရမှာမဟုတ်ဘူးလေ ဒေါ်စုမြတ်ရဲ့စကားကိုကြားပြီးအင်္ဂမိသားစုဝင်တွေက Twitter ကိုကြည့်ပြီးရေးကြပါတယ်။ပြီးတော့ Twitter ကလည်းအားလုံးကိုကြည့်ပြီးတော့ပြုံးလိုက်ပါတယ်။ပြီးတော့အားလုံးကအေးမြားတွေလေးကိုခန်းစားကြပါတယ်။ဒါပေမဲ့အခုအေကူလာနဲ့ပန်ကာကိုတက်ပြီးနောက် Twitter ကအပြည့်ရှိတယ်လို့ခန်းစားနေရပါတယ်။အဲဒီနောက်မှာသူကသူ့ရောက်ခမရင်ကလူတွေကိုမကြင်မနက်မဖြစ်တော့ပါဘူး။ပြီးတော့သူတို့နဲ့အတူပျော်ရွှင်စွာနဲ့ပဲနေထိုင်သွားပါတော့တယ်။ ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တဲ့ဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါဦးနော်။